အေရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်ပသိမ်ခရိုင်တွင်မှကော်ဖီဆိုင်ခင်းများဖြစ်ထွန်းအောင်မြင်မှုတွေကိုဒီကနေ့မနက်ပိုင်းကတာဝန်ရှိသူများနဲ့အတူတွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ဥစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာပသိမ်မော်တင်ကာလန်ပေ28မိုင်ရှိမြန်မာ Agritech Limited ရဲ့တဘာဝတော်နဲ့ထပ်မံစိုက်ပျိုးထားတဲ့အပင်များအောက်မှာစိုက်ပျိုးထားတဲ့ Robusta မြေပြန့် Coffee ပင်များရှင်သန်ဖြစ်ထွန်းအောင်မြင်မှုတွေကိုကြည့်ရှုအားပေးခဲ့ပြီး ကော်ဖီပင်အောက်ခြေပေါင်းမြက်များရှင်းလင်းခြင်းမြေဆွာခြင်းကော်ဖီသီးများစတင်ခူးဆွ၆ခန်းခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီးတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီတာဝန်ရှိသူတဦးရဲ့ Robusta Coffee Bean စိုက်ပျိုးမှုနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြမှုပေါ်ဒိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးမှာဥယင်ချမ်းများနှိရှိတက်တော်စိုက်ခင်များအတွင် မြေပြန်ကော်ဖီရိုဘတ်စတာမျိုးများကိုစိုက်ပျိုးဆောင်ရွက်မယ်ဆိုပါကများစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီးပြည်ပပို့ကုန်များပုံမတို့တက်ရရှိမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာပသိမ်မော်တင်ကလန်ပေ22မိုင်ရှိမြန်မာ Agritech Limited တို့တွားရောက်ပြီး Robusta Coffee မျိုးအားမြေပြန့်ချယ်ရီပင်လဲမှုပင်စတဲ့အရေးရာပင်များအောက်မှစိုက်ပျိုးထားရှိမှုတွေကိုကြည့်ရှုအားပေးခဲ့ပြီးကုမ္ပဏီမှတာဝန်ရှိသူတူဦးရဲ့ရှင်းလင်းတင်ပြမှုပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်က Coffee စိုက်ပျိုးရေးလုပ်ငန်းများရေရှည်တိုးတက်စိုက်ပျိုးနိုင်မှုအတွက်ပုံမှုဖြစ်ထွန်းနိုင်တဲ့မြေအမျိုးအစားရာသီဥတုကိုက်ညီတဲ့နေရာများမှာရွေးချယ်စိုက်ပျိုးနိုင်ရေး ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနဲ့တိုးချဲ့စိုက်ပျိုးနိုင်ရေးအောင်မြင်ဖြစ်ထွန်းတဲ့နေရာများမှာတစ်ဆက်တစ်ဆက်ထဲစိုက်ပျိုးနိုင်ရေးအရေးရပင်များအောက်မှာကော်ဖီပင်အပြင်ငရုတ်ကောင်းပင်များပါစိုက်ပျိုးနိုင်ရေးတို့ကိုမှာကြားခဲ့ပါတယ်။ အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာပသိန်ငွေဆောင်ကားလမ်းပေးမိုင်းတိုင်း18မိုင်တလက်ခွာကျိုးဝိုင်းတွင် ပြင်ကရုဆိုင်ခင်ဧက350ရှင်တန်ကြီးထွန်းအောင်မြင်မှုများနဲ့ပြင်ကရုဆိုင်ခင်တွင်ကော်ဖီပင်များစိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုတွေကိုကြီးရှုဆစ်ဆဲခဲ့ပြီးတစ်တောဆိုင်ခင်များအတွင်ကော်ဖီသီးနှံများကိုစိုက်ပျိုးခြင်းအပြင်တစ်တောဆိုင်ခင်များမှအကျိုးအမြတ်ရရှိတဲ့အပြင်ကော်ဖီသီးနှံမှလည်းအကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ အေရီတိုင်းဒေသကြီးမှာကော်ဖီပြိုးပင်ပြိုးထောင်မှုများအနေနဲ့2023-2024ဘန်ဒါနှစ်မှာအပင်16,400 2024-2025ဘန်ဒါနှစ်မှာအပင်8,900ပြိုးထောင်ကတနှစ်ကိုအေက2600ခန့်ထိုးချဲ့စိုက်ပျိုးဖို့ရာထားဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒီသတင်းကိုပတိန်သတင်းဌာနကွယ်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။